ဝေးကြီးလည်းမတားဆီးနိုင်ဘူး။နောက်စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲစစ်ကောင်စီ လုံးမဲ့ရွေးကောက်ပွဲကလည်းတရားစင်စားတဲ့ခါကျရင်ဘလုံနီးနဲ့ပဲဖြစ်ဖြစ်သူရွေးကောက်ပွဲလုံးမဲ့ကျင်ညာပြီးအခုတို့သူတိန့်ချုပ်ထားတဲ့မျိုးတွေအဲ့ဒီမျိုးတွေကလည်းကျွန်တော်တို့တိုင်းသားလက်နက်ကင်တွေကိုကျွန်တော်တို့တော်လန့်ပြည်သူတွေကလည်းမထိတ်ချုပ်ထားနိုင်ဘူး ချင်တာအဲ့ဒီမြို့ပေါ်တွေမှာကျွန်တော်တို့ဟာအချိန်တစ်ခုကြာလာလာနေအမြ၊ဝတ်ကျင်းတွေနော်ပျောက်လာတယ်။ကျွန်တော်တို့တွေအခြေချဖို့ခက်လာတယ်။ UG အဆင့်ပဲရှိတာဖြစ်တယ်။အဲ့ဒီဒေသမှာစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုမလုံနဲ့ကျွန်တော်တို့မတားဆီးနိုင်ဘူး။စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတွေလဲပတ်နေတယ်။ငါနှစ်တာကာလမှာစစ်ကောင်စီကအောက်ခြေအုပ်ချုပ်ရေးရန်တရားတစ်ခုလုံးကိုလဲလဲလိုက်နိုင်ပြီ။ပြောချင်တာကနေဦးတွန်လိုင်းရေးစတဲ့အချိန်မှာသူ့နဲ့မပူပေါင်းတဲ့အလုံးထွက်သွားတဲ့စီဒီအန်လုံးထွက်သွားတဲ့အုပ်ချုပ်ရေးရန်တရားတွေအစား သူသူအုတ်ချော်တာကိုခံပြီးသူစကားနားထောင်ပြီးပြည်သူတွေကိုပြင်းပြင်းထန်ထန်နှိပ်စက်ပေးမယ်နှင်းမှန်းပေးမယ်သူအမိတ်တိုင်းလှုပ်ပေးမယ်လူဆိုးသူခိုးများနော်မဟုတ်လေအတကြီးတဲ့နိုင်ငံသူနိုင်ငံသားများတို့ဒီမဟုတ်လေကနာတော့လောပြူစောဒီများနဲ့အစားထိုးပြီးအုတ်ချစ်ဒီအောက်ချေအုတ်ချွေရန်နေရာကိုသူတိဆောက်ထားနိုင်ပြီပြည်သူတွေကိုပိပြားနေအောင်အကြောက်တရားနဲ့အုတ်ချုပ်ထားနိုင်ပြီဖြစ်တွေ့အဲ့ဒီမြို့တွေမှာရွေးကောက်ပွဲလုပ်တော့မှာ ။ तू ဒီနေ့ရေကောက်ပဲလုပ်မယ်ဆိုရင်လုပ်မှာပဲ။ तू ကသူတရားဝင်မှုအတွက် तू ကြင်ညာနေတာ။ဟိုလူကရေကောက်ပဲလွတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့နဲ့မဖြစ်သင့်ဘူးဟုတ်။ဘလို့ပဲပြောပြော तू ရေကောက်ပဲဒီနေ့လုပ်ဆိုရင်လုပ်ရမှာပဲ။ဒီနေ့မဲယုံထောင်ဆိုထောင်ရမှာပဲ။ तू ပြေးတဲ့အမိတ်ကိုလိုက်လုံနိုင်မယ်။အောက်ချေအုပ်ချေရန်တရားအကုန်ရှိထားပြီသား။ तू မိတ်အတိုင်းလေးရေကောက်ပဲဝင်ပြိုင်မယ်ဆိုတဲ့ကျပ်ဖို့ပါတီတစ်ခုတည်းတားဆကြတစ်ခုတည်းမဟုတ်ပဲ။ တချိန်တော့ကမြန်မာနိုင်ငံမှာဒိတ်ဒိတ်ကျဲနိုင်ငံသမားများလို့ပြောတယ်88မျိုးဆက်ကိုကိုကြီးလို့အုပ်စုတယ်တချိန်တော့ကမြန်မာနိုင်ငံမှာဒိတ်ဒိတ်ကျဲစစ်ကောင်စီကိုစန့်ကျင်ခဲ့တဲ့ NLD ပါတီကနေ2000စနစ်ဂျားပြည့်ရွေးကောက်ပွဲကနေပြန်ဖြစ်လာတဲ့စန္ဒာမင်းတို့လို့ပုံကူတယ်သက်သက်ခိုင်တို့လို့ပုံစုပုံကူတယ် ဒေါက်တာအေးမောင်တချင်တော့ကလည်းဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနော်ဒီဒီ NLD ရဲ့ရွေးကောက်ပွဲတွေမှာအနိုင်ခဲ့တဲ့ရခိုင်ပါတီကဆန္ဒဒီဒေါက်တာအေးမောင်တို့လိုပုံကိုယ်တွေအင်းနုစိတ်တို့လိုပုံကိုယ်တွေဒေါ်တွဲဘူးလိုလိုပုံကိုယ်တွေမွန်နိုင်ငံရေးပါတီအဲ့တော့သူတဲ့ပူပေါင်းမဲ့နိုင်ငံရေးသမားတွေကလည်းသူအစင်သစ်ရှာထားပြီးသားရှိတာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲဒီနေ့သူလုပ်ရင်ဘလို့မှတားလို့မရဘူးအဲ့တော့ကျွန်တော်တို့ကလုံနိုင်တာတစ်ခုပဲရှိတယ် တော့စစ်ကောက်စီရစ်ကောက်ပဲကိုကျွန်တော်တို့ဘုံခွဲမှရမှာဖြက်စီးပြင်မှရမှာအဲ့ဒါကိုကျွန်တော်တို့ကလုတ်ခွင်းမပြုနိုင်ဘူးလုတ်လို့လည်းမရဘူးနိုင်ငံတကာဥပဒေသားများအရာလည်းလက်လည်းမခံနိုင်ဘူးအဲ့တော့အဲ့လိုနီးတွေဖြစ်တယ်အဲ့ဒီမျိုးကိုဘုံခွဲတာတို့ဖြက်စီးတာတို့လုတ်မယ်ဆိုရင်အရသာနိုင်ငံရေးသမားတွေကိုအကြမ်းဖက်တဲ့နီးနဲ့လုတ်တဲ့ပုံစံဖြစ်သွားနိုင်တယ်အဲ့ဒါဒီအလွန်အမတန်ပါးပါးလွန်လွာလေးပဲဟိုဘက်ဒီဘက်ရိမ့်သွားနိုင်တာဖြစ်တဲ့တွေ့လုံးဝ ကြမ်းဖက်မှုဖြစ်သွားနိုင်တာဖြစ်တဲ့တွင်အဲ့ဒါကိုလုပ်ဖို့လဲကျွန်တော်တို့ကအားပေးလို့မရသလိုလုပ်လို့လည်းမဖြစ်နိုင်ပြန်ဘူးအဲ့တော့အဲ့လိုအနေထားကနေပြီးတော့စစ်ကောင်စီနဲ့မပူပေါင်းမဆောင်ရွက်အောင်တော့ကျွန်တော်တို့ဖိအားပေးလို့ပဲရနိုင်မယ်ဒါမဲ့ရေကောက်ပွဲမဲယုံတွေကိုဘုံခွဲခြင်းဟာပြည်သူတွေကိုပဲထိခိုက်မှာရေကောက်ပွဲလုပ်တဲ့နေရာတွေကိုဘုံခွဲခြင်းဟာလည်းပြည်သူတွေကိုပဲထိခိုက်မှာနော်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုအရက်သားနိုင်ငံရေးသမားများကိုဒီအကြမ်းဖက်တာကလည်း ဒါဟာနိုင်ငံရေးအကြမ်းဖက်မှုပဲဖြစ်သွားမှာအဲ့တော့အဲ့လိုပုံစံတွေဖြစ်တာဖြစ်တဲ့တွင်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးနဲ့နိုင်ငံတကာဥပဒေသားများကိုယုံကြည်ကြသောတိုင်းသားလက်နက်ကိုင်များ PDF များနဲ့ NUG သည်အဲ့ဒီလမ်းကြောင်းကိုဘယ်လိုမှယွေလို့မရဘူးအဲ့ဒီလမ်းကြောင်းကိုလုပ်ပြီးပြီလဲအားပေးလို့မရဘူးဒါကိုလည်းစစ်ကောင်စီကကောင်းကောင်းသိထားတယ်လူကောင်းဆိုတာအမြဲတမ်းအဲ့လိုပဲခံရတာလူဆိုးတွေကလှုပ်ချင်တာလှုပ်တယ်လူကောင်းကလူဆိုးတွေလှုပ်တဲ့အတိုင်းလှုပ်လို့မရဘူး တော့လူကောင်းဖြစ်တဲ့တော်လံပြည်သူများနဲ့တော်လံရေးအဖွဲ့အစည်းများကအဲ့ဒီလမ်းကြောင်းကိုလည်းရွေးလို့မရတာဖြစ်တဲ့တွေ့ဒီရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့မှတားလို့မဖြစ်နိုင်ဘူးရွေးကောက်ပွဲကဒီနေ့လို့ဒီနေ့ဖြစ်တော့မှာဒါကမမလို့မတားမရဘူးဒါဆိုရင်ကျွန်တော်တို့လုံနိုင်တဲ့ကနိုင်ငံတကာအဖွဲ့အစည်းများကိုဒီရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ကုလသမဂ္ဂအတိမတ်မပြုဖို့အာဆီယံကအတိမတ်မပြုဖို့နိုင်ငံများကအတိမတ်မပြုဘဲကျွန်တော်တို့ကဝိုင်းဝန်းလှုပ်ဆော်အကြံဉာဏ်ပေးတိုက်တွန်းနှိုးဆော် တောင်းဆိုလို့ပဲလုပ်လို့ရတယ်အဲ့ဒါကိုလည်းအဲ့ဒီလမ်းကြောင်းကိုမြို့သားညီညွတ်ရေးအစိုးရကရွေးချယ်ထားပြီးတော့အဲ့ဒီလမ်းကြောင်းကနိုင်ငံတကာကိုလိုက်ပြောတယ်အကူရသမဂ္ဂကိုပြောတယ်အခုဆိုအာဆီယံစည်းဝေးမှာပြောတယ်အဲ့လိုနီးနေပဲရွေးကောက်ပွဲကိုတားလို့မရဘူး तू လှုပ်တဲ့ရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုဘူးဒါဒီရှမ်းအလရှင်ဖြစ်တယ်ယာဒီရွေးကောက်ပွဲအထုကြီးဖြစ်တယ်တရားနဲ့ရွေးကောက်ပွဲမဟုတ်ဘူးအားလုံးမပါဘူးအဓိပ္ပာယ်မရှိဘူးအတိမတ်မပြုဘူးလက်မခံဘူးလို့ပဲပြောလို့ရတဲ့နီးနေပဲသွားမှာအဲ့ဒီနီးကိုပဲနိုင်ငံတကာလက်ခံတာ ါကြောင့်လေအဲ့ဒီနေ့ရလဲကျွန်တော်တို့ကတားလို့မရဘူးအဲ့တော့စစ်ကောင်စီရဲ့စစ်သားရတာတာစစ်ကောင်စီရဲ့ဝင်ငွေရလန်းနေဘာလို့စစ်ကောင်စီရဲ့ဝင်ငွေရလန်းရလဲပြည်သူတွေကစစ်ကောင်စီနဲ့ပေါင်းစားတယ်လို့ပြောဖို့ကလည်းကျွန်တော်တို့အပြစ်အခက်ခဲကြီးတယ်ဘာလို့ပြည်သူကိုကျွန်တော်တို့မှမကြွေးနိုင်ဘူး။ဟေးမင်းတို့စစ်ကောင်စီနဲ့မပေါင်းနဲ့ဟိငါတို့လာခဲ့ငါတို့ကြွေးရမယ်ဆိုတော့ကိုကိုတိုင်လည်းကြွေးစရာမရှိဘူး။အဲ့တော့ပြည်သူကသူရက်တီဖို့အတွက် သူ့ကိုအုပ်ချုပ်နေတဲ့သူစီပွားရေးလုပ်မှုတဲ့ဒီစစ်ကောင်စီကဒီအုပ်ကြီးကခွင့်ပြုမှဖွင့်လို့ရမှာဟိုသူသူရင် तू ကဖွင့်ရမှာပဲအဲ့ဒီအတွက်ပြည်သူမမှားဘူးဘာအဲ့ဒီပြည်သူကိုအဲ့ဒီအုပ်ကြီးစကားနားမထောင်မင်းနဲ့အန်ယူဂျီအုပ်ချုပ်ရေးဖြစ်အောင် တိုင်းရင်းသားအုပ်ချုပ်ရေးဖြစ်အောင်ကိုမမလုပ်ပေးနိုင်တာတော့ပြည်သူကတော့အုပ်ချုပ်ခံပြည်သူဖြစ်တာဖြစ်တယ်ဘယ်သူအုပ်ချုပ်အုပ်ချုပ်သူတို့ရှာစားဖို့အတွက်တော့အလုပ်လုပ်ရမှာပဲဆိုင်ဖွင့်ရမှာပဲပူပေါင်းဆောင်ရွက်ရမှာပဲ တော့မဟုတ်ရင်အကုန်လုံးအိပ်ပြည်သူတွေဒုက္ခရောက်ကုန်မှာအဲ့တော့ပြည်သူကမမအဲ့တော့အဲ့ဒီအခက်ခဲအဲ့ဒီအချက်တဲကိုကျွန်တော်တို့ရင်ဆိုင်နေရတာကိုစစ်ကောင်စီကအဲ့ဒါကိုအနိုင်လုပ်ပြီးတော့ကျွန်တော်တို့ကိုင်ဆွဲတဲ့အခါမှာလောကကံရခက်နေတယ်အဲ့တော့အဲ့တော့အဲ့တော့တိုင်းပြည်ကြီးက normalize ပုံစံနဲ့သွားနေတာအခုကျွန်တော်တို့ပြောနေတယ်အမှုပညာရှင်တွေကို social punishment လုပ်တာဟုတ်တယ်ပုံကူရေးရတော့အဲ့ဒီအမှုပညာရှင်တွေထိခိုက်သွားနေတာမှန်တယ်ဒါပေမဲ့စစ်ကောင်စီရမယ်ငွေငွေရလမ်းကိုကျွန်တော်တို့မတားနိုင်ဘူး တို့ကို social punishment လုပ်လို့တို့ရုပ်ရှင်မရောက်ရလို့ဝင်ငွေမလုပ်ရတာပဲကျတို့တို့စီးပွားရေးလုပ်လို့ရတာပဲဘာလို့အဲ့မြန်မာနိုင်ငံရဲ့ရုပ်ရှင်တွေလည်းဘယ်သူမှကြည့်တာလည်းမဟုတ်ပါဘူးအဲ့တော့ပြောချင်တာကဝင်ငွေတွေဘလောက်ပဲရှိရှိပြည်သူကတော့ပြည်သူဖြစ်တာဖြစ်တယ်အချိန်တန်ရင်ဘယ်သူမှအိမ်ထဲမှာနေပြီးတော့မနေနိုင်ဘူးရှိတဲ့ရုပ်ရှင်ကိုကြည့်ပါပဲ အပြောပါကိုသွားမှာပဲစစ်ကောင်စီကလည်းအပြောပါကိုလုပ်ပြီးဖွင့်ပေးထားတယ်စစ်ကောင်စီကဘာသာရေးအခမ်းအနားတွေအလုပ်ဖို့အကြီးအကျယ်ခွင့်ပြုထားတယ်တချိန်ကအစ္စလာမ်ဘာသာဝင်တွေကိုနှီးမျိုးစုံနဲ့စစ်ကောင်စီကလူမျိုးတုံးတပ်ဖြတ်ခဲ့တာတွေမိရှုခဲ့တာတွေပလီတွေမိရှုခဲ့တာတွေမိတိလာမှာရိုက်တက်ခဲ့တာတွေနော်ဒီတောင်ကုန်းမှာရဲသက်ခဲ့တာဘယ်လောက်ပဲလုတ်ခဲ့လက်ခဲ့တချိန်လုံးကပလီတွေကိုပိတ်ခဲ့တာတွေဖြတ်သိမ်းခဲ့တာတွေဒီမျိုးသားကြီးဘယ်လောက်အော်ဒီနေ့အစ္စလာမ်ဘာသာဝင်တွေဘာသာရေးအခမ်းအနားလုပ်မယ်ဆိုအခုပုတ်ပုတ်လင်းလင်းကိုဖွင့်ပြီးတော့ဘာလို့လဲသူက normalize လုပ်ချင်တာအဲ့တော့ဟိုဘက်က ဘာသာရေးဘာသာရေးသမားတွေအစ္စလာမ်ဘာသာဝင်ဗတ်များကလေရတဲ့အခွင့်အရေးကိုယူရမှာပဲမတတ်နိုင်ဘူးအဲ့တော့သူတို့လည်းပူပေါင်းဆောင်ရမှာပဲသူတို့ဘာသာရေးလို့တာထိုနည်းကောင်းပဲဘုရားဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဒီလိုပဲသူတို့လုပ်ကြမှာပြည်သူကရွေးချယ်စရာမရှိဘူးအဲ့တော့ပြည်သူတွေကိုအဲ့လိုအနိုင်မကျင့်ကျင့်နေတာကိုကိုကအစ္စလာမ်ရှင်ကိုဖယ်ရှားပြီး NUG ကသွားအုပ်ချုပ်မှသာလေပြည်သူကခံစားမှာ အဲ့တော့ NUG ကမအုပ်ချုပ်နိုင်ပဲမင်းဟိုတာမလုပ်ရဘူးဒါမလုပ်ရဘူးဟိုလိုလုပ်မယ်သွားပြောရင်ဘယ်ပြည်သူမှလက်ခံမှာမဟုတ်ဘူးဘာလို့လဲ NUG ကလည်းမကြွေးနိုင်ဘူးအဲ့ဒီ NUG ကိုယ်တိုင်ကပြည်သူတွေရဲ့ထောက်ပံ့စာတွေနဲ့ယက်တည်နေရတာအဲ့တော့အဲ့ဒါကို NUG ကလည်းပြီးလို့မရတဲ့ဖြစ်တဲ့အတွက်အခုကျွန်တော်တို့ဒီအမှုပညာရှင်တွေကိုကျွန်တော်တို့ပုတ်ကူရေးရ social punishment လုပ်တယ်ပဲထားအောင်စစ်အာဏာရှင်ရဲ့ဝင်ငွေရလန်းကိုမတားနိုင်ဘူးစစ်အာဏာရှင်ရဲ့ခဏတုန်းကဒီ စစ်သားအစစ်စုဆောင်ရေးကိုလည်းမသားနိုင်ဘူးစစ်ကောင်စီရဲ့ယူကောက်ပွဲကိုလည်းမသားနိုင်ဘူးအဲ့တော့စစ်ကောင်စီကကျွန်တော်အမြင်ပြောရရင် အပိုလုံနေတာစစ်ကောင်စီကအပိုလုံနေတာဒီလူတွေကိုဟိုဟိုဒီလူတွေကိုဝါရမဖြန့်လဲဒီရေကောက်ပွဲအဖြစ်မှာပြည်သူတွေမဲမပေးလဲနိုင်လို့ရတာပဲအဲ့တော့ဒီရေကောက်ပွဲကမတရားဘူးဆိုတာလူတိုင်းပြောမှသိတဲ့အတွက်အဲ့ဒါတွေကိုအလုံးရှုပ်ခံပြီးဒါတွေကြီးညာစရာလင်းနေရေကောက်ပွဲလုပ်လိုက် နော်တို့တို့ပြန်ကြည့်တဲ့လူပေးပြန်လိုက်ပြီးတော့အဲ့ဒီကိုပြည်သူတွေမဲလာပေးခိုင်းလိုက်မဲပေးခိုင်းတာလည်းဘာမှမထူဆန်းဘူးကျွန်တော်တို့ဦးနေဝင်းခေတ်တွေကတရင်တယောက်မဲမလာရအောင်မိုက်ကြီးနဲ့អော်ပြီးမဲပေးခိုင်းတာအဲ့တော့ကိုရက်ွက်ထဲမှာကိုလန်းထဲမှာအာဘေးကဥမမောင်အိမ်နံပါတ်1မဲလာမပေးသေးဘူးမဲလာပေးပါအုတ်ကြီးကခင်ဗျလော့စပီကာတက်ပြီးអော်ရင်မပေးပဲနေရဲမလားမဲလာမပေးဘူးလားနောက်နေ့ကလည်းတွေ့မယ်မဟုတ်လေအရာရာအားလုံးအစင်းတိုင်တာကအစအိမ်ရောင်းဝယ်လောက်တာအဆုံး ဘာစည်းဝါးရေးလို့လို့အုတ်ကြီးပါမှဖြစ်တာအဲ့တော့အုတ်ကြီးကကိုယ့်ကိုညှိုးမှာဘယ်သူမှအညှိုးမခံဘူးအဲ့တော့မဲပေးပြီးတော့ပယ်မဲလုံးမယ်ပယ်မဲလဲကူးမစဲမင်းတို့ကြိုက်တာပေးမဲလာပေးရပြီမဲရုံထဲမှာအချိန်တိုင်းငါတို့ကြမ်းဖုန်နိုင်မှာအဲ့တော့မဲပေးတဲ့နေ့မတိုင်ခင်တည်းကအခုတည်းကဘယ်သူနိုင်မလဲလို့ဆိုကြီးညာထားပြီးသားမင်းအောင်လိုက်သမရဖြစ်မှာလူတိုင်းသိတယ်ပြည်သူလွတ်တော် လွတ်တော်ခေါ်မယ်အဲ့မှာကြမ်းဖို့တွေအားလုံးနိုင်မှာလူတိုင်းသိတယ်အဲ့ဒီမှာဟိုတယောက်စားနှစ်ယောက်စားပေါ့သူတို့ကတသက်ခိုင်ကိုမပေးခြင်းလို့ပယ်လိုက်တာဘာကြောင့်ပယ်လဲသူတို့ပဲသိမယ်တသက်ခိုင်နဲ့သူတို့နဲ့တခုညှိထားတာရှိလိမ့်မယ်ဒါပေမဲ့သူတို့တသက်ခိုင်မဟုတ်ရင်လည်းတသက်ခိုင်ပါတီးရတယောက်ကိုပေးလိုက်မယ်သူတို့စကားနားထောင်မယ်လူပေါ့တို့မှလည်းစန္ဒာမျိုးပေးခြင်းလည်းပေးလိုက်မယ်လင်းငါးယောက်ပေါ့ဗျာအဲ့တော့လွတ်တော်မှာ အာလွတ်တော်ကိုယ်စားလှယ်ပေါင်းရာနဲ့ထောင်နေကြီးရှိနေစီမှာတို့၄50ရောက်ပေးလိုက်လို့ဘာမှဖြစ်လာမှာမဟုတ်တာဘာမှလက်ကန့်ွက်လို့ရမှာလည်းမဟုတ်ပြီးတော့အချိန်တန်ရင်တို့ကြံဖုတ်ကပေးတဲ့လူတွေပဲအဲ့ဒီလူတွေကလည်းမဲယုံသွားစရာမလိုဘူးအချိုးကျစင်းရင်အကြပေါ်လာတဲ့လူတွေအတိုင်းလွတ်တော်ထိုင်မယ်ပြီးတော့မဲအောင်လိုင်ကိုသမ္မတတင်မယ်ဒုတိယသမ္မတစစ်တပ်ကရွေးမယ်တို့ကြိုက်တဲ့လူတရားကိုနောက်တော့ဒုတိယသမ္မတရွေးလိုက်မယ်ဟိုမှာတသက်ခိုင်တွေ့တသက်ခိုင်မဟုတ်ဗျာဒုတိယမဟုတ်လေတသက်ခိုင်ကိုလည်းပေးခြင်းလည်းပေးမယ်ပြောလို့မရဘူးဘယ်သူမှမသိဘူးနောက်တို့ရဲ့ trade တွေကအဲ့တော့ပေးလိုက်မယ်အေးမောင်ကိုကြိုက်ရင်လည်းအေးမောင်ပေးလိုက်မှာပေါ့ဗျာ အပေးပြီးတဲ့ခါကျတော့လွတ်တော်ခေါ်မယ်ဆိုပြီးဥပဒေတွေပြထိုင်ပြီးတော့ငါတို့ဒီလွတ်တော်နဲ့တရားဝင်အုပ်ချုပ်တာလောက်ကိုလုံးပါအဲ့ဒါကိုလည်းကျွန်တော်တို့မတားနိုင်ဘူးအဲ့တော့ဒီ social punishment လှုပ်ခြင်းမလှုပ်ခြင်းဒီကနတုံးကဝါဒဖြန့်ခြင်းမဖြန့်ခြင်းနဲ့လည်းမဆိုင်ဘူးဒီရုပ်ောက်ရုပ်ောက်ပွဲကိုဒီဝါဒဖြန့်ခြင်းမဖြန့်ခြင်းစစ်ကောင်စီကတော့သူဘာကြောက်လုံးနေလဲသူတို့ပဲသိမယ်ပြောချင်တာကဒီဒီရုပ်ရှင်မင်းသားမင်းသမီးတွေကို အမျိုးအတေးနဲ့များအဲ့လိုကြော်ညာရိုက်ခိုင်းပြီးတော့ပြည်သူတွေက social punishment လုပ်ပြီးတော့ဒီလူတွေလှုပ်ရှားလို့မရအောင်ဒုက္ခပေးခြင်းလို့ခေါ်ရိုက်ခိုင်းတာလည်းဖြစ်နိုင်တယ်။ဘာလို့လဲအဲ့လိုလုပ်ရင်ဒီဘက်ကတော်လန်ပြည်သူ social punishment လို့ဆစ်ကိုစီသိရပြီးသားအဲ့တော့အဲ့ဒီအဲ့ဒီအမှုပညာရှင်တွေ social punishment လုပ်လို့ရုပ်ရှင်မရရလို့စီးပွားပြတ်သွားတာဆစ်ကောင်စီနဲ့မဆိုင်ဘူးဆစ်ကောင်စီကလူအသက်တောင်တန်မိုးထားတာမဟုတ်ဘူး။နော်ပါစားဒီအားလုံးတွေကဒီရုပ်ရှင်အခုကျွန်တော်တို့ social punishment လုပ်မဲ့အယောက်20ဘွားပြတ်သွားတာစစ်ကောင်စီကလှဲ့တော်ကြည့်ပါမဟုတ်ဘူး ငကိုတဲကကိုရေရွယ်ချက်နဲ့ကိုဒီလူတွေဘောပြက်စီခြင်းလို့ခေါ်ရတာပြောချင်တာကဒီဝါဒဖြန့်ကရိုက်ရိုက်မရိုက်ရိုက်ရေကောက်ဝဲဖြစ်ပါဝါဒဖြန့်ကလုံးလုံးဒီအမှုပညာရှင်တွေပါပါမပါပါကျွန်တော်တို့ဒီမှာသေချာချာစဉ်းစားဖို့လိုတယ်ကျွန်တော်တို့တွေဒီနိုင်ငံရေးကိုတော်လှန်ရေးကိုစိတ်တက်နဲ့လုပ်လို့မရဘူးမခံချင်စိတ်နဲ့လုပ်လို့မရဘူးတော့ငါနဲ့မတူငါရန်သူပုံစံနဲ့သွားလို့မရဘူးငါပါတီထဲမှာပါတဲ့လူက NLD မဟုတ်ရင်ရန်သူဆိုတာလုပ်လို့မရဘူး ပြောချင်တာကဒီလူတွေကို social punishment လုံးလုံးမလုပ်လို့ဒီလူတွေကတော့တော်လိုင်းရေးမှဒီဝါဒပြန်ကကြိုက်ရိုက်မရိုက်ရိုက်ဘာအဲ့ဒီဝါဒပြန်ကကိုလည်းပြည်သူတွေလည်းကြည့်မှလည်းမဟုတ်ဘူးကျွန်တော်တို့ခေတ်ကလည်းဘယ်သူမှမကြည့်ဘူးတကယ်ကြည့်ခဲ့တယ်ပဲထားအောင်ဒီရောက်ပွဲဒီအနောက်ရှက်မဖြစ်ဘူးဖြစ်မှာပဲဘာတော့တို့ဖြစ်အောင်လုပ်မှာဖြစ်အောင်လုပ်လို့ရတဲ့အနေအထားလည်းသုံးစီမှာရှိတယ်ကျွန်တော်တို့လည်းဖြတ်လို့မရဘူးကျွန်တော်ကတော့ပြောသလိုကျွန်တော်တို့ကဖြတ်ဖို့ကတနည်းပဲရှိတယ်ဘုံခွဲရမှာအကျန်းဖက်ရမှာအဲ့ဒီအကျန်းဖက်မှုကိုကျွန်တော်တို့လုံးဝလက်မခံဘူးစန့်ကျင်တယ် အဲ့တော့ကျွန်တော်ဒီနည်းကိုရွေးလို့မရဘူးကျွန်တော်တို့ရွေးတာကနိုင်ငံတကာအစိုးရတွေအားလုံးအတိမတ်မပြုတ်ဘူးပြောပေးတာပဲရှိတယ်ပြောခိုင်းတာပေါ့အခုပြောပေးနေပြီဒါအလွယ်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးအဲ့တော့ဒီအဲ့တော့ဒီအယောက်30ကိုသွားပြီးအရေးယူလိုက်တယ် social punishment လုပ်လဲစစ်ကောင်စီဘာမှမဖြစ်ဘူးဒါကိုကျွန်တော်ထောက်ပြနေတာအဲ့လိုပြောလို့အရေးမရဘူးလို့ကျွန်တော်တခေါက်မှမပြောဘူးနော်ဒါကိုယ်ခံနာနဲ့ကိုအရေးယူလို့ရတယ်ထို့တော့ဖြစ်မှာပဲပြောချင်တာကဒီရုပ်ရှင်မင်းသားမင်းသမီးတွေအမှုပညာရှင်တွေ စစ်ကောင်စီနဲ့ပေါင်းလို့စစ်ကောင်စီအာဏာရှိနေတာမဟုတ်ဘူးစစ်ကောင်စီကသူလုတ်ပိုင်ခွင့်နဲ့သူအာဏာရှိနေတာအဲ့ဒီရုပ်ရှင်မင်းသားမင်းသမီးတွေကြောက်ကျွန်တော်တို့တော်လိုင်းမနိုင်တာမဟုတ်ဘူးကျွန်တော်တို့တော်လိုင်းပြည်သူများဘက်ကလိုအပ်ချက်ရှိတယ်လို့တော်လိုင်းမနိုင်တာအဲ့တော့ကိုယ့်ရဲ့မနိုင်တဲ့ဟာကိုသူများကိုလက်ညှိုးထိုးချခြင်းဟာလေအိပယ်မရှိဘူးပြောချင်တာကကျွန်တော်တို့ NLD မဟုတ်လို့ဒီဒီစစ်ကောင်စီနဲ့ပေါင်းစားနေတဲ့နိုင်ငံရေးသမားတွေကြောက်တော်လိုင်းမနိုင်တာမဟုတ်ဘူး စစ်ကောင်စီနိုင်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့စစ်ကောင်စီကိုနိုင်အောင်မတိုက်နိုင်သေးလို့မနိုင်တော့အဲ့တော့ကိုရဲ့အားနည်းချက်ကိုနော်စစ်ကောင်စီကိုကိုမနိုင်ရတဲ့အကြောင်းရင်း၅နှစ်နဲ့မပြေးရတဲ့အကြောင်းရင်းကိုဒီအမှုပညာရှင်လက်ထဆုပ်စာအမှုပညာရှင်ကြောင့်ပြည်တွင်းမှာဘောမနေတဲ့လူတွေကြောက်တယ်ဆိုရယ်ထိုးချခြင်းဟာမမှန်ဘူးစစ်ကောင်စီကတော့သူရှိနေတာဒီလူတွေဝါဒဖြတ်ဖြတ်မဖြတ်ဖြတ်စစ်ကောင်စီကသွားမှာဝါဒဖြတ်ပြီးသူအကျိုးရှိတယ်ဝါဒမဖြတ်ပြီးသွားမယ်ဒါဆိုရင်ပြည်တွင်းကပြည်သူတွေ เนาะကျွန်တော်ဒီနေရာမှာသေချာစဉ်းစားဖို့လိုတဲ့တစ်ချက်ကပြည်တွင်းကပြည်သူတွေကအဲ့ဒီဝါဒဖြန့်လို့ဝါဒဖြန့်သမားတွေကြောင့်စိတ်ပြောင်းသွားတာလားကျွန်တော်တို့ပြဿနာရဲ့ source ကိုသေချာစဉ်းစားဖို့လိုတယ်ပြည်တွင်းကပြည်သူတွေဟာအဲ့ဒီဝါဒဖြန့်တဲ့ရုပ်ရှင်မင်းသားတွေကြောင့်ငါမို့ရသူတို့ပြောပြောနေတဲ့ဒီဒီစစ်ကောင်စီဘက်ကဝါဒဖြန့်နေတဲ့ social influencer တွေကြောင့်စိတ်ပြောင်းသွားတာလား no ပါအဲ့လိုအဲ့တော့သူတို့ကြောက်စိတ်ပြောင်းတာမဟုတ်ဘဲနဲ့ဘာကိစ္စသူတို့ကိုကျွန်တော်တို့ကသွားအေးအေးယူနေရမှာလဲအလုရှုပ်ခံပြီးတော့ဘာကြောက်လဲကျွန်တော်တို့ပြည်တွင်းမှာလူတိုင်းနေနေတာကျွန်တော်လည်းနေခဲ့တာလူကြီးမင်းတို့လည်းနေခဲ့တာတကဘာလုံးကအခုနိုင်ငံအမေရိကရောက်နေတဲ့လူတွေလန်ဒန်ရောက်နေတဲ့လူတွေဥရောပရောက်ဩစတြေးလျရောက်နေတဲ့လူတွေ88ကပါခဲ့တဲ့လူတွေအတင်းတို့လည်းပြည်တွင်းမှာနေခဲ့တာပဲ ပြည်ရင်းကပြည်သူကစစ်ကောင်စီဗထဝါရပြပြသူတို့ယင်ထဲမှာစစ်ကောင်စီမကြိုက်တာအမှန်ပဲစစ်ကောင်စီကိုပြုတ်စီကျင်တာတသက်သူတို့ဘဝရှင်သန်ရက်တီဖို့အတွက်အားကိုးရှာနေတာတသက်ပြပြောကျင်တာကဒီကျွန်တော်တို့ခစ်တဲ့ကပါပီမကာရိုက်တာဟာဒါဝါရပြနေတာအဲ့ဒီကောင်မအယူးဆိုတာကျွန်တော်တို့ကိုယ်တိုင်ပြောခဲ့တယ် sorry ပါကျွန်တော်စကားနဲ့ကြမ်းသွားပြီအဲ့ဒီရုပ်ရှင်မင်းသမီးသူ့နာမည်တော့မေ့သွားပြီဖားတယ်လို့ဆိုတာတည်းဘယ်သူမှ သူတို့ဝါဒပြန်အောင်မကြည့်ဘူးကျွန်တော်တို့ခေတ်တွေကအဲ့ဒီသရားတွေမှာတက်ခုံနေကြတဲ့မင်းသားမင်းသမီးတွေပေါ့ဗျာနော်ဥညွတ်ဝင်းတို့ပေါ့ဗျာအကော်ရီယံအုံးကျော်တို့ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကစစ်ကောင်စီကိုမကြိုက်ဘူးစစ်ကောင်စီနဲ့လည်းပေါင်းစားနေရတယ်ရက်ွက်ထဲမှာလည်းနေရတယ်ချီချင်းပြောအုပ်ကြီးတွေကအစာသိတယ်အဲ့ဒါတွေကဖားနေတယ်ဆိုတော့အဲ့ဒီလူတွေဝါဒပြန်လို့ပြည်သူတွေစိတ်ပြောင်းသွားတာမဟုတ်ဘူးကျွန်တော်စစ်ကောင်စီကိုမကြိုက်တာမကြိုက်အခုပြည်တွင်းမှာရှိနေတဲ့စစ်ကောင်စီနဲ့ပေါင်းစားနေတဲ့ ကျွန်တော်ပြောခုနကြီးနေမှာပါအလဲလက်တန်းစားတွေပေါ့ဗျာတာမန်ပြည်သူတွေပေါ့စစ်ကောင်စီအမိတ်ကိုနာခံနေရတဲ့လူတွေစစ်မှုထမ်းကြီးကိုပေးနေရတဲ့လူတွေဒီလူတွေအားလုံးမှာရင်ထဲမှာကျွန်တော်တို့လိုပဲ2021မှာတုန်းကလမ်းပေါ်ဆန္ဒပြခဲ့တဲ့အတိုင်းပဲသူတို့စစ်ကောင်စီကိုတကယ်မကြိုက်တာဒါပေမဲ့သူတို့မလုပ်တတ်ဘူးမလုပ်နိုင်ဘူးမလုပ်ရဲဘူးအဲ့တော့အချိန်မှာသူတို့ဒီစစ်ကောင်စီပြုတ်ပါစီလို့နေတိုင်းဆူတောင်းပေးနေတာအဲ့တော့ဒါပေမဲ့သူတို့ရဲ့ဘဝရှင်သန်မှုအတွက်ကိုကလည်းစစ်ကောင်စီကိုမဖြုတ်ချပေးနိုင်ဘူး ဦးကျွန်တော်တို့ကစစ်ကောင်စီကိုဖြုတ်ချပေးမယ်လို့ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတဲ့တော်လှန်ပြည်သူများ PDF များ NUG များတိုင်းသားလက်နက်ကိုင်များကစစ်ကောင်စီကိုကိုကိုတိုင်ကလည်းနိုင်အောင်မဖြုတ်ချနိုင်ပဲနဲ့ကိုကိုကြောင့်စစ်ကောင်စီမပြုတ်တာကိုမင်းတို့ကြောင့်စစ်ကောင်စီအသက်ရှင်နေတာမင်းတို့ဝါဒဖြန့်လို့ဖြစ်နေတာမင်းတို့စစ်ကောင်စီရဲ့စကားကိုနားထောင်လို့ဖြစ်နေတာဆိုလက်ညှိုးထိုးကြတာမမှန်ဘူးခင်ဗျာမမှန်ဘူးခင်ဗျာအဲလိုဝါဒဖြန့်လို့အဲလူတွေရုပ်ရှင်ရိုက်လို့လဲစစ်ကောင်စီဘာမှမဖြစ်ဘူး မရိုက်လည်းဘာမှမဖြစ်ဘူးစစ်ကောင်စီရဲ့ကဏ္ဍတော့အဓိကလူအရင်းမြစ်အဓိကငွေကြီးဟာအဲ့ဒီဝါဒပြန့်ကျင်နေဘာမှမဆိုင်ဘူးတနိုင်ငံလုံးမှာပြည်သူရှိနေလို့စစ်ကောင်စီဖွင့်လာတဲ့ကုန်တိုက်တွေမက်ခရိုကုန်တိုက်တွေပေါ့ဗျာနော်စစ်ကောင်စီဖွင့်လာတဲ့ကုန်တိုက်တွေတိတယ်ဒီဟာခရိုနီပိုင်နေစစ်ကောင်စီရဲ့ဗိုလ်ချုပ်ပိုင်နေဒါပေမဲ့ပြည်သူကရွေးချယ်စရာမျိုးဝယ်စားရတာဘာအဲ့ကုန်တိုက်မှာဈေးပေါ်တယ်အပြင်မှာဈေးကြီးတယ်နော်ဒီလိုင်းကားကစစ်ကောင်စီဆွဲနေမှလူတိုင်းသိတယ်ဒါပေမဲ့စီးရတာပဲ 绿车子也买不起了，地生娃的呀，生公司也打这么便宜的，买下来也打的这么便宜，电动车蛮贵的，咱们 C 路的为啥买不？你说地石油啊，买下来过来便宜点，石油蛮贵的，就大便宜石油蛮贵的，咱们六二路 A 的石油嘛，买块石油也蛮贵，再再再加石油嘛，买洗不顺，A 的石油多贵也买不。瞧见那个边多边毛布，地石油是给我们票价便宜的，从那路也安了着，哎喽。 ကိုမနိုင်တိုင်းသူများကိုလောက်တာကကျွန်တော်တိုက်ပတ်နေတာပဲရှိမယ်ပြောချင်တာကဒီရုပ်ရှင်မင်းသားမင်းသမီးတွေကိုခင်ဗျာအေးအေးယူမယူယူ social punishment လုံးလုံးမလုံးလုံးတွားသူစစ်ကောင်စီနဲ့ဘလောက်ပေါင်းပေါင်းမပေါင်းပေါင်းပြည်သူကပေါင်းပါပဲမြောက်ကြည့်ပြည်သူကသူဖြောပြေးရေးသူကြရင်ရုပ်ရှင်ကြည့်မှာပဲဘယ်သူရဲရဲကြည့်မှာပဲအဲ့တော့စစ်ကောင်စီခွင့်ပြုတဲ့လူပဲကြည့်မယ်ဆိုတော့သူကြည့်မှာပဲ ငါးနှစ်ပတ်လုံးပြေးပဲပြည်သူအောင်မအိမ်သေးထဲမှာမပေါင်းနိုင်ဘူး။ဒါဆိုရင်မေးစရာရှိတယ်။ငါတို့တော်လိုင်းရေးလုပ်တဲ့လူတွေကတော့တောထဲမှာနေတယ်။ဒါနေတာလေ။ဒါတော်လိုင်းရေးနဲ့ရေးဆိုင်တာ။သူတို့အဲ့လိုမလုပ်နိုင်လို့မလာတာလေ။အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့စကားတစ်ခုရှိတယ်။တော်လိုင်းရေးဆိုတာတနိုင်ငံလုံးပြည်သူလုံးကြမလို့ဘူး။တော်လိုင်းရေးပြည်သူရဲ့တည်ရငံလုံးပိုင်ရပြီ။ပြောချင်တာကျွန်တော်တို့မှာတကယ်စစ်တိုက်နိုင်တဲ့စစ်သားသိမ်းတဲ့ခြေရှိပြီ။အဲ့ဒါဒီလက်နဲ့အပြည့်စုံရှိပြီ။မှန်မှန်ကန်ကန်ဥဆောင်မှုနဲ့တိုက်ရင်နိုင်ပါပဲ။ကျန်တဲ့ပြည်သူကတော့ ကြောက်သူကြောက်ချက်လိကြီးချက်လို့သူကသူတို့ဘဝရှင်သန်ဖို့အတွက်နေရမှာပဲအဲ့တော့အာမင်းတို့ကငါနဲ့မတူငါရန်သူဟာမင်းတို့ကဘာဖြစ်တယ်ငါတို့ကပဲမြို့တဒါကိုကိစ္စကိုရွေးချယ်တာသူတို့မရွေးချယ်ခြင်းလို့သူတို့ကြံခဲ့တာဒါပေမဲ့ကဘာကြီးမှာဖြစ်တဲ့ဒေါ်လာရေးပဲဖြစ်ဖြစ်ဖက်စစ်ဒေါ်လာရေးပဲဖြစ်ဖြစ်နော်အင်္ဂလိပ်ကိုဒေါ်လာဒေါ်လာရေးပဲအဲ့တော့ကသခင်နေဘယ်သူမှမလုပ်ပါဘူးအခုမှသခင်သခင်ဆိုပြီးတော့အမျိုးလိုက်ဆက်နေတာအဲ့ဒီကောင်တော့ဗိုလ်ချုပ်အောင်ဆန်းလို့လို့ចောင်းသားတွေကြားမှာဘယ်သူမှမပါပါဘူး ဆရာဆန်လို့လူတိုင်းမပါပါဘူးခေါင်းဆောင်နည်းနည်းပဲပါတာပါတခင်ဆိုအဝေးကြီးကရမ်းတော့ဖားစားပလားပြောချင်တာကတကယ်တမ်းဒဲဘဲဝင်လောက်တဲ့လူဟာလူနည်းစုပါအဲ့ဒီအချိန်ဟုန်ကနေပြည်သူထောက်ဦးလည်းပြည်သူကထောက်ခံနေတယ်ပြောချင်တာကစစ်ကောင်စီဖမ်းလို့မလူရဲတာပြည်သူကသူပစံကိုသူထူပေးခြင်းတယ်ဒါပေမဲ့စစ်ကောင်စီဖမ်းလို့ကေပေးဂျီပေးဘာပေးညာပေးသူတို့ကြောက်လို့မလုပ်ရဲတာအဲ့တော့ကိုကပြည်သူလှူနိုင်အောင်လမ်းပြပေးရမယ်ပြည်သူဖွင့်လာအောင်လမ်းပြပေးရမယ်ကိုကရန်ကုန်ကိုကိုကမထိန်းချုပ်နိုင်ဘူး ။ဦးဖြစ်နေတဲ့ပြဿနာကနေဦးတော်လိုက်ရင်9နှစ်ရှိပြီ။ကျွန်တော်တိုင်းရင်းသားတွေကို PDF တွေကို NUG ကိုရန်ကုန်မန္တလေးလိုမြို့ကြီးကိုဘလို့မှမထိတ်ဆုံးနိုင်ဘူး။စစ်ကောင်စီရဲ့ထမင်းအိုးစစ်ကောင်စီရဲ့ဗန္ဒန်ငွေတိုက်ဖြစ်တဲ့ရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့စီးပွားရေးတကယ်လုပ်နေတာမထိတ်နိုင်ဘူး။အဲ့လိုဒီအနာမကနိုင်ဘူး။အဲ့တော့ကိုမလုံနိုင်တဲ့အတွက်စစ်ကောင်စီက runner ပြည်သူကတော့ကျွန်တော်ပြောသူဘလောက်ထွက်ပြေးနိုင်ပါလဲထွက်ပြေးလာပါပြီတဲ့ထိုင်းမှာဘသူကြောကြွေးထားမှာလဲကျွန်တော်ကလည်းထောက်ပြသလိုတချို့ပြေးလာကြတယ်အလင်းလက်တန်းစားဘယ်လိုပြောမလဲဟိုတနစ်ဗီဇာလည်းမလုပ်နိုင်ဘူးကြောင်းတက်ဗီဇာလည်းမလုပ်နိုင်ဘူးဗောဗျာလိန်လက်မှတ်လောက်ဝယ်ဝင်နိုင်တယ်ဗောနော်ဒီရန်ကုန်ထိုင်းပတ်စပို့လုပ်နိုင်တယ်ဗျာလိန်လက်မှတ်လောက်ဝယ်နိုင်တယ်ဗျာထိုင်းမှာလည်းပထမတလား၂လား၃လားဘက်၂000ဘက်၃000ဘက်၄000ဘက်၅000စားနိုင်တောက်နိုင်တယ်ဗောဒါမဲ့အဲ့ဒီကလေးတွေက အလုတ်ကြမလုပ်နိုင်စကားလည်းမတတ်ဘူးထိုင်းမှာလည်းလူများအလုတ်ရှာရလည်းခက်တယ်အဲ့ဒီကကျတော့ပတ်စပို့တတန်းတိုးတယ်တလတိုးတယ်2000ကိုနဲ့3000ကိုနဲ့ပြန်ထွက်တယ်ပြန်ဝင်တယ်ဘုရားသူတို့ပြောတယ်ကမ္ဘောဒီးယားရှောင်းနဲ့ပြန်ဝင်တယ်6လ9လလောက်ကြာတော့မခံနိုင်တော့ဘူးမိဘတွေလည်းမပေးနိုင်တော့ဘူးအဲ့ဒီအထဲမှာမှအရေးကြီးတာကမိဘတွေလည်းစိတ်ပူလာပြီဘာပူလဲထိုင်းမှာလူငယ်ကိုသားသမီးတယောက်ထားလိုက်ရင်ဘိန်းစားဖြစ်သွားနိုင်တယ်လူဆိုးသူကိုဖြစ်သွားနိုင်တယ်ထိုင်းကအကုန်ရနေပြီ အခုကျွန်တော်ပြောတဲ့ကြားဖြတ်လုပ်ငန်းတွေဘိန်းလုပ်ငန်းတွေအားလုံးဈေးဝါးတွေအားလုံးရန်ကုန်မှာပေါ်သလိုထိုင်းမှာလည်းပေါ်တယ်ထိုင်းရန်ကုန်မှာကျတော့ကိုမိသားစုနဲ့ကိုကနေရတဲ့ခါကျမိဘတွေကထိန်းလို့ရသေးတယ်နော်အခုလိုပဲစစ်မှုမထမ်းမနေနဲ့မထွက်နဲ့ပြောရင် तू ကအိမ်မှာနေလို့ရခိုးမှာကျတော့လွတ်လပ်နေပြီမတော်တဆလူပေါင်းမဝိုင်းသွားပြီအလုံးလုံးဝနေတာဘောပြက်ပြီအဲ့တော့အဲ့ဒါတစ်ချက်နောက်တစ်ခုထိုင်းရဲ့လုံခြုံရေးထိုင်းနိုင်ငံကလည်းရှုပ်ရွက်ခတ်နေဗာဒီမန်းကိုမသိတာ ဦးကျွန်တော်ကိုယ်တိုင်ရောက်ခဲ့တဲ့ထိုင်းနိုင်ငံကဘလို့မှနေလို့မကောင်းတဲ့နိုင်ငံတည်းမှာပါတယ်။ဦးမြန်မာတွေကမရှိလို့တော့တန်းနေနေရတာ။ဘလို့မှနေလို့ထိုင်လို့မကောင်းတဲ့လူဘွားကြီးကကလည်းပူလောင်နေပြီးတော့ဟိုရာသီဥတုပူတာကောလမ်းနေမှာလူတွေကြက်တာကောဟာယထားတွေကားတွေတိုးနေတာကောဟာဒီအပေါ်တက်ဟိုတက်လိုက်ဆင်းလိုက်ဟိုပလက်ဖောင်းတွေကလည်းညစ်ပတ်အာရှုပ်ရှက်ခတ်လမ်းဖြတ်ကူရင်လည်းဗျာကားတွေကလည်းမရက်ဟိုအပြည့်ဝမြအာတော်တော်ဆိတ်ရှုပ်ဖို့ကောင်းနေနေပြီးတော့အလုတ်ကန်ပူဆိုးပြီပေါ့စကားမတက်ဘာမတက်အများကြီးဖြစ်တယ် ဲ့တော့ဒီကလေးတွေမပြေးနိုင်ဘူးမပြေးနိုင်လို့ရန်ကုန်မှာရန်ကုန်မှာနေတော့မလုပ်မဒီကလေးတွေကျွန်တော်အပွင့်လင်းဆုံးပြောနေတာနော်ရန်ကုန်တို့ပြန်သွားတယ်ကိုလာနေပြီတို့ရှောင်ကြည့်တယ်မခံနိုင်တော့ဘူးမိဘတွေကလည်းပြန်ခေါ်ပြီးတော့ပတ်စံမပေးနိုင်တော့ဘူးနော်ထိုင်းနိုင်ငံမှာနေဖို့လူငယ်တယောက်ဒီတလားဘတ်သောင်းလို့တယ်ဘတ်သောင်းမြန်မာငွေဘယ်လောက်လဲခင်ဗျဘယ်တော့မှမမှန်ဘူးဘယ်လောက်ကြည့်လဲသူတို့ပြောတော့ 那么我这等下不学牙的，好了，不要到处罗，多拉东伢，多拉东伢是没，多拉东伢，东伢理伢是没，我规矩的牙洞内做，生牙洞里东生洞里做，百米棒到老后生洞里开的不平呢，白叫嘞，应该那苦的，受应该那苦劳，不理劳那边牙东里的 r i g h t 哎 o ဒီ7သိန်းကျော်ပတ်စံကိုဘယ်မိဘကပေးနိုင်တော့မလဲ။ဒါကြောင့်ကလေးတွေပြန်ရတယ်။အဲ့တော့ဒါအရှိတရားဒါကြောင့်ကျွန်တော်ထိုင်းနိုင်ငံကိုသွားကျင်တာအဲ့ဒါကိုတွေ့ကျင်လို့သွားကျင်တာ။အရှိတရားကျွန်တော်ထိုင်းနိုင်ငံကိုသွားတာဘယ်နိုင်ငံသမားနဲ့မှတွေ့ဖို့ဘယ်ဒေါ်လာရင်းသမားနဲ့မှတွေ့ဖို့ကျွန်တော်အဲ့ဒါတွေလိုက်ကြည့်တာ။အောက်ခြေကိုလိုက်ကြည့်တာ။မျက်စိနဲ့တော့တွေ့ရတာအခု။ ။အခုကျွန်တော်ထိုင်းနိုင်ငံသွားတာဘယ်သူနဲ့မှမတွေ့ခဲ့ဘူး။ဘယ်နိုင်ငံကြီးကောင်းဆောင်နဲ့မှလည်းမတွေ့ဘူး။ဘယ်တော်လိုင်းသမားနဲ့မှဘယ်သူနဲ့မှမတွေ့ဘူး။ကျွန်တော်ရဲ့ပုဂ္ဂလိကခီးစဉ်ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့ကိစ္စကိုမျက်စိနဲ့သွားကြည့်တာ။အခုလိုပြောပြလို့ရအောင်။အဲ့တော့ဘယ်မိဘကရေရှည်ပို့ပေးနိုင်မလဲ။ပြန်ရတာပေါ့။ပြန်တော့မဖြစ်မယ်။ရန်ကုန်ပြန်ပြီ။ရန်ကုန်ပြန်တဲ့အချိန်မှာတော့လေမမပြီးပြန်ပြီ။လှုပ်ရှားရမှာလေ။လှုပ်ရှားရတဲ့ကတည်းကရတဲ့လို့လှုပ်ရတာပေါ့။ဘယ်ဆိုင်မစိုးလှုပ်ရတာပေါ့။စစ်မှုထမ်းလည်းမတတ်နိုင်ဘူး။ ဲ့တော့ဘာဖြစ်မလဲကိုရတဲ့လို့ပြော तू အသက်ရှင်သန်မှုအတွက် तू ဘာလုပ်ရလဲအုတ်ကြီးနဲ့ပေါင်းရတာပေါ့စက်တက်နဲ့ပေါင်းရတာပေါ့သူတို့ဒီအေးလို့ဘွားနေတာကိုလွတ်မြောက်ဖို့ကျွန်တော်တို့မလုပ်ပေးနိုင်တာလေကျွန်တော်တို့၅နှစ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တွေနံပါတ်၁ချက်ကျွန်တော်တို့တွေမညီဘူးနံပါတ်၂ချက်ကျွန်တော်တို့တွေတရားတစ်ပေါက်ဖြစ်တယ်နံပါတ်၃ချက်ကျွန်တော်တို့တွေသူများကိုလက်ညှိုးထိုးတာအများများတယ်တိုင်းသားတွေလည်းမညီဘူးကျွန်တော်တို့တော်လိုင်းအုပ်စုတွေလည်းမညီဘူး NGO ကိုလည်း မပန့်ပိုးကျင်ကြဘူးအဲ့တော့ NUG ကိုလည်းမပန့်ပိုးကျင်ဘူး NUG အောက်ကိုလည်းမဝင်နိုင်ဘူးလို့ပြောတဲ့ခါကျတော့နောက်ဆုံးကျတော့ okay လူတိုင်းလုံးကြပါကျွန်တော်တို့ကအားလုံးရဲ့အများသဘောအားလုံးဝိုင်းလုံးကြပါဝိုင်းလုံးကြပါဝိုင်းလုံးကြတဲ့ခါကျတော့အခုလိုလိုအပ်တဲ့ရွေးကိုမရွေးဘူးပေါ့ဥပမာငကိုတဲကတော့30နဲ့ဆက်ခွန်မှာ NUG နဲ့ပေါင်းပြီးတော့တိတ်လိုက်ရင်မန္တလေးရချင်ရသွားမှာပေါ့ပြီးမှပြီးမှတရုတ်သရှင်ပေါ့ဗျာ